ကျွန်တော်ကိုယ်တိုင်စမ်းနေကျွန်တော်ကိုယ်တိုင်လောက်တယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီ download ဆွဲပြီးသွားပြီးဆိုရင်ကျွန်တော်ရွေးချယ်ပေးရမှာဒီအပေါ်ဆုံးမှာရှိတယ်ပေါ့နော်ဒါ auto recommend ကိုပဲကျွန်တော်ထားပေးရမယ်နော်တခြားဟာတွေရှောင်းမနိုင်နဲ့နော်ကျွန်တော်အခုပြပေးတဲ့ကောင်ကိုပဲရွေးပေးနော်အပြီးရင်တော့ဒီမှာ okay နှိပ်မယ်ပြီးရင်ကျွန်တော်ဒီမှာနော်ဘယ်ဆိုကောင်လေးကိုဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်နော်အဗီဒီယိုလေးကတော့နည်းနည်းရှည်မြပြအဓိကံကြီးပါ ဟို address ဆိုရင်ပေါ့နော် okay ပြီးရင်ကျွန်တော်ဒီမှာလုံးဆောင်ရမယ်အဆင့်က6ခုတောင်ရှိတယ်ပေါ့နော်ဘာအဆင့်ကူပါနဲ့6ခုတောင်ကိုဆင့်ကျင်သွားမယ်နော်အဆင့်ကျော်လို့မရဘူးတစ်ကနေစပြီးတော့မှကျွန်တော်တို့အာအောက်က3ခုပေါ့နော်အလုံးပေါင်း6ခုရှိတယ်ကျွန်တော်တို့စမယ်နော်အဲကျွန်တော်နံပါတ်1 install Samsung စမ်းတယ်အရင်ဆုံးနံပါတ်1ကိုရင်စမယ်နံပါတ်1ကိုနှိပ်တယ်ကျွန်တော်ဒီမှာ install the file manager ဆိုတဲ့ဒီ software တစ်ခုထပ်တောင်းပေးရမယ်ကျွန်တော်နှိပ်လိုက်မယ်နော်ဒီလိုမျိုးပေါ်လာပြီဆိုရင်ဒီမှာ install the file မန်နေဂျာကိုနေပြီးရင်ဒီမှာ Play Store ကိုရွေးပြီးတော့အာဒီ software လေးတစ်ခုကိုထပ်တောင်းပေးရမယ်နော်ဒါကဒီ software တောင်းပေးရမယ်နော်ဒီကောင်မရှိလို့မရဘူးဒီ subfile ပေါ့နော် Okay အဲ့ကျွန်တော်တို့တောင်းပြီးသွားပြီဆိုရင်နောက်တစ်ခါတစ်ကိုပြန်နှိပ်မယ်နော်နံပါတ်1ကိုပဲကျွန်တော်တို့ကဒါပြန်နှိပ်ပေးရမယ်တွင်နာလေးဝင်ပါတယ်ခဏတိခန့်ကြည့်ပေးနော်ဒီဆိုရင်ကျွန်တော်ဒီမှာ number 1နဲ့ဒီမှာ setting ကိုနှိပ်မယ်เนาะကျွန်တော်ဒီ sonar ဒီ subfile ကို compute ချက်ပေးရတာပေါ့เนาะ compute ချက်ပေးလိုက်ပြီးရင်ကျွန်တော်ဒီမှာ အောက်မှာ install ဆိုတာပေါ်လာလိမ့်မယ်အာကျွန်တော်ဒီမှာ install ကိုနှိပ်မယ်ဒီလိုမျိုးပေါ်လာပြီဆိုရင် done ကိုနှိပ်ပါပြီးပြီဆိုရင်တစ်ခါပြန်ပြီးတော့အာနံပါတ်2အဆင့်ကိုသွားမယ်ဒါနံပါတ်1ဆင့်ကပြီးသွားပြီเนาะဆင့်တက်ပြီးနံပါတ်2အဆင့်မှာကျွန်တော်ဒီမှာ Samsung ဆန်ကိုတဲ့ရွေးပေးရမယ်တဲ့ဘာမှမခက်ဘူးเนาะအဲ့တော့ကျွန်တော်ဒီမှာ Samsung ဆန်ကိုရွေးပေးလိုက်ပေါ့ဗျာ